လုပ်နေရမှာရှင်။ကျွန်တော်တို့ stage of literacy development အကြောင်းလေးကိုဆွေးနွေးပြနေရမှာ။ဒီနေ့မှာပေါ့နော်ကျွန်တော်တို့စာဖတ်ခြင်းရဲ့အဲပုံစံလေးတွေရှိမယ်။စာဖတ်ခြင်းအတန်အတွက်စာဖတ်ခြင်းနေလွတ်လပ်စွာစာဖတ်ခြင်းနေပေါ့နော်။စာဖတ်ခြင်းအမျိုးအစားတွေအကြောင်းလေးကိုဆွေးနွေးပေးသွားမှာဖြစ်ပါလိမ့်ရှင်။စာဖတ်ခြင်းအမျိုးအစားတွေအများကြီးရှိတယ်။အတန်အတွက်စာဖတ်ခြင်းနေ reading aloud တွေရှိတော့မယ်။ဟဲ့ကျွန်တော်ရှိမှလည်းဆွေးနွေးသွားရတဲ့အထက်မှာလည်းပါတယ်။ အဲကလေးတွေကိုပေါ့နော်ဒါကျမတို့ပုံမြင်လေးတွေပြောတဲ့အခါမှာအတက်ထွက်ပြီးတော့ပြောပြရမယ်ရဲ့တန်းထွက်ပြီးပြောပြစီခြင်းအပြင်သူတို့တွေမှာအကြရုံကနေပြီးမှမှတ်မိနိုင်စရာနေပို့ပြီးတော့ကောင်းတယ်ပြီးရင်လည်းပဲကျမတို့ပြောလိုက်တဲ့အခါမှာလည်းပဲ ဟိုကိုအားကြီးတစ်စက်တည်းကြီးမပြောဘဲနဲ့တို့ရဲ့ထင်မြင်ယူဆချက်ကလေးတွေတို့ဘယ်လိုတွေးတုံးပေါ့နော်ရှေ့ဆက်ဖြစ်မှာဘယ်လိုမြင်နှုံးပေါ့အဲပုံမြင်နားထောင်နေတဲ့ကလေးရောဒီလိုမျိုးဆိုရင်ဘယ်လိုပြုမှုဆောင်ရွက်မှာတော့ပေါ့ဒါမျိုးလေးပေါ့နော်တို့ရဲ့အဲစစ်စားတွေးခေါ်ဉာဏ်လေးတွေစုံပြတ်တတ်အောင်နောက်တစ်ခါအဲချိတ်ဆက်ဆောင်ရွက်တတ်အောင် ပြဿနာတွေကိုဖြေရှင်းတတ်အောင် ပုံမြင်နေ ပြောချင်အဖြစ်အဲပေါ့နော် လေ့ကျင့်ပေးလို့ရတယ်အဲ့ထဲမှာပေါ့နော်ပျော်ပုံမြင်တွေကိုပြောပြပြီးတော့မှသူတို့တွေရဲ့ဒီဖွံ့ဖြိုးရမယ့် ဒီအနောက်ပိုင်းဆိုင်ရာတွေဖွံ့ဖြိုးလာအောင်ပေါ့နော်ဖွံ့ဖြိုးဆိုင်ရာအသီးသီးတွေဖွံ့ဖြိုးလာအောင် လေ့ကျင့်ပေးကြရမှာဖြစ်ပါတယ်။ဒါကြောင့်စာဖတ်ခြင်းမျိုးစားတွေလည်းရှိတယ်။အတန်အတွက်စာဖတ်ခြင်းဟာကောင်းနေတန်အတွက်စာဖတ်ရမယ်။ပြီးလို့ရှိရင်စာဖတ်တဲ့အခါမှာလည်းပဲလွတ်လပ်စွာစာဖတ်ခြင်းတွေ intervenant reading တွေဖြစ်ရမယ်။မိမိစိတ်ဝင်စားတဲ့အကြောင်းအရာစာအုပ်ကလေးကိုရွေးချယ်ပြီးတော့သူတို့ဖတ်ခွင့်နေပေးရမယ်။ပြီးရင် silent reading တွေရှိမယ်။အတန်တိတ်စာဖတ်ခြင်းတွေလည်းရှိမယ်။အဲ့လိုပြီးတော့ပေါ့နော်ကျွန်တော်တို့တွေ အဲလမ်းညွန်ချက်လမ်းညွန်ချက်ဖြစ်စားဖတ်ခြင်းဆိုတာ guided reading ကကြတော့ကျွန်တော်တို့ဥမာအာဇန်နီနေ့အကြောင်းဆိုရင်အာဇန်နီနဲ့ပတ်သက်တဲ့စာအုပ်ကလေးတွေကိုလမ်းညွန်ပြမယ်လမ်းညွန်ပြရင်းနဲ့မှဒါမျိုးလေးတွေကိုသူတို့ဖတ်ချုပေါ့နော် ဖတ်ရှုစေမယ်ပေါ့နော်။မြဝေစာဘတ်ချင်းတွေ sharing reading တွေရှိတယ်။ဒါကြောင့်စာဘတ်ချင်းမျိုးမျိုးမျိုးစားတွေမျိုးမျိုးရှိရဲ့ဒီထဲမှာကျွန်မ၅မျိုးကြောင်းကိုပြောထားတယ်။အတန်အတွက်စာဘတ်ချင်းတွေရှိမယ်။လွတ်လပ်စွာစာဘတ်ချင်းရှိမယ်။အတန်ဒိတ်စာဘတ်ချင်းရှိမယ်။လမ်းညွန်ကျဖြစ်စာဘတ်ချင်းရှိမယ်။မြဝေစာဘတ်ချင်းဆိုပြီးတော့စာဘတ်ချင်းစာဘတ်ချင်းအမျိုးစားတွေမျိုးမျိုးရှိရဲ့အဲ့ခါလိုမျိုးစာဖတ်ခြင်းအမျိုးအစားတွေအမျိုးမျိုးကိုဖတ်နိုင်မှုအတွက်စာဖတ်ခြင်းအတွက်အစင်သင်းဖြစ်အောင်လေ့ကျင့်ပ ေးကြမှာဖြစ်ပါတယ်ရှင်အဲ့တော့သူတို့ကိုစူးစမ်းလေ့လာမှုတွေရရှိအောင်တခြင်းနေရုပ်ပုံတွေပုံပြင်နေတဲ့ပေါ့နော်ဒါကြောင့်ကျွန်မပြောတဲ့အခါမှာလဲပုံပြင်နေပုံပြင်နေပြောတဲ့အခါမှာကိုအားကြီးပုံပြင်နေမပြောတော့ဘူးသူတို့မိခွန်းနေပြန်မေးမယ်ဖြေခိုင်းမယ်စဉ်းစားခိုင်းတာပါရှင်စဉ်းစားခိုင်းရင်လည်းခံမှန်းခိုင်းမယ် အဲဒီလိုမျိုးကိုကဒီလိုမျိုးအခက်အခဲတစ်ခုကြုံလာပြီပြဿနာတစ်ခုကြုံလာပြီဘလို့ဖြစ်ရှင်းရင်ကောင်းမယ်လို့မြင်တော့သူတို့ရဲ့အမြင်လေးတွေကိုမေးပေးမယ်ဒါဆိုရင်ကျမတို့ပုံပြင်ပြောကြည့်ရတကယ်ကိုအတ္တတဲလီနေဖြစ်လာမှာပါအဲ့လိုမျိုးအတ္တတွေဖြစ်အောင်ပေါ့နော်အတ္တဖြစ်အောင်ဒါပြောရမှာဖြစ်ပါလေဒါကြောင့်သူတို့ရဲ့စူဇန်လေးလာလူစိတ်တွေကိုနှိုးဆော်ပေးရမယ်ကလေးနဲ့လျော်ညီတဲ့တချင်းလေးတွေကလေးရရုပ်ပုံဆွဲကလေးရဲ့နဲ့ ပေါ့နော်လျော်ညီတဲ့ရုပ်ပုံလေးတွေပုံမြင်လေးတွေကိုပြပြစေရမယ်လှူဆောင်စေရမှာလည်းဖြစ်ပါလေရှင်။နောက်တစ်ခုအမြည်တွေတက်ခိုင်းတာ level တက်ခိုင်းတာတွေဒါလေးတွေကိုလည်းသူတို့ပေါ့ level တက်ခိုင်းနေဆိုကလေးရဲ့ဟဲ့ရယ်စာလည်းမြည်တဲ့တွေကိုဘလို့ level တက်ခိုင်းအဲ့လိုတော့မဟုတ်ဘူးเนาะကျွန်တော်တို့တွေဆက်လို့ရေးပြီးသားလေးကိုတက်ဆိုင်ရပေါ့ဥပမာခုနလိုမျိုးပေါ့နော်။အဲကျွန်တော်တို့ပေါ့နော်ဒီစင်ပုံလေးကိုစင်လို့ရေးထားတဲ့စကားလုံးလေးကိုသွားပြီးတော့သူ့ အဲ့ကတ်ခိုင်းစေခြင်းပေါ့နော်။ဒါမျိုးတွေနဲ့ level တက်ခိုင်းလို့ရတယ်။အခြေအနေပေါ်မှာသူ့ရဲ့တက်မြောက်မှုအစ်မမမှုဒီကျမတို့တွေစီစဉ်ဆောင်ရွက်ပေးကြရမှာဖြစ်ပါလိမ့်ရှင်။အဲ့တော့ကရဒဒီကကြာ၃နှစ်ကနေ၆နှစ်ဒီကလေးလေးတွေနဲ့တင့်တော်မဲ့ level တက်တဲ့အမြင့်တက်တဲ့ level ပေါ့နော်။ဒါလေးတွေကိုကျွမ်းကျင်အောင် အစာဖတ်ခြင်းတွေအစင်းသင့်ဖြစ်အောင်လေ့ကျင့်ပေးကြရမှာဖြစ်ပါတယ်။ဒါတကူရင် re and tell တွေလိုရမယ်ဖတ်ရဖတ်လို့ပြောမယ်။အဲပြောပြီးတော့ကြာအဲဖတ်ရင်းနဲ့လေပြောပြမယ်ပေါ့နော်သူကစက်လစက်ကလေးစာကိုသူအကြောင်းအလေးကိုဖတ်တယ်ဖတ်ပြီးရင်ဒါလေးကိုပြောပြတဲ့ပုံစံလေးနဲ့ပေါ့နော် ပြောပြစီရမယ်ဒါကဟန်ဆောင်ဖတ်တယ်အပီတဲ့ reading နေပေါ့ဒါမျိုးအဲကျွန်တော်ဖားကြောင့်ဖားလေးတွေအကြောင်း ပြောမယ်ဆိုဖား အဲလီတွေကပြောတယ်လို့မျိုးပေါ့ကိုပြောတဲ့သူကဖားတန်ဟန်ဆောင်တာပေါ့နော်ကြောင်လေးအကြောင်းပြောမယ်ဆိုကြောင်လေးကြောင်တန်လေးနဲ့ပေါ့ပြောပြတာဒါမျိုးတွေကိုဖတ်ပြတာဒါမျိုးတွေကိုကျွန်တော်ဟန်ဆောင်ဖတ်တယ်လို့ခေါ်တယ်နောက်တကလက်ညှိုးထောက်ပြီးတော့ဖတ်တယ်ဒါလည်းရေးကြည့်ရကျွန်တော်ကလေးတွေစာသူတို့ကိုယ်တိုင်ဒီစကလုံးတွေတည်သေးရမဟုတ်ဘူးသို့တော်ညာလည်း အဲလူကြီးမိဘပေါ့နော်မိဘလောက်တဲ့သူခိုင်းနေပြီးတော့လက်ထောက်ပြီးတော့စကလုံးတွေကိုထောက်ပြီးတော့ဖက်ပြတာဒါဆိုရင်စလုံးတွေကဘယ်ကနေညာကိုဖက်ရမှာလားညာကနေဘယ်ကိုဖက်ရမှာလားဒါတို့ရေသူတို့သိသားမှလည်းဖြစ်ပါတယ်ဒါကြောင့်လက်ညှိုးထောက်ပြီးတော့ဆက်ဖက်ရမယ် finger pointing တွေဒါလေ့ကျင့်ပေးကြရမယ်နောက်တစ်ခါကိုယ်တိုင်အတန်းထွက်ဖက်ရမယ်ဒါ read အလောက်အရန်လှုပ်ချင်တာကလေးတွေကလေသူတို့တွေစာတော့မရေးတတ်သေးဘူးအဲဒါပေမဲ့လို့ တရားကိုမိဘလုပ်တဲ့သူအုတ်ထုံးနဲ့အုတ်ထင်းသူကနေပြီးတော့ထက်ကထက်ကဖတ်ပြတယ်ဆိုတော့သူနားယူဝနေပြီလေနားယူဝနေပြီးတော့ဒီပုံလေးမြင်လိုက်ရင်ဥမာပိုင်းကလေးများပွင့်တော့မီဖူးတယ်ဝင်းလို့ကြီးဆိုရင်ဒီပုံလေးမြင်လိုက်ပြီးဆိုရင်သူကဒီစကဒီအတန်လေးနဲ့အောင်သူကစို့လူလဲကောင်းတာလေသူတို့စိတ်ဝင်စားတယ် အဲကြရလေးတွေဆိုတော့လေဆက်ဆူသွားတာပေါ့နော်ဒါတော့ဒီလိုမျိုးသူတို့တွေဟိုပေါ့နော်အတန်ထွက်ပြီးတော့စဖက်ချင်းအဖြစ်ပေါ့နော်ဒီလိုမျိုးအေရုပ်ပုံနဲ့တွဲပြီးတော့သူအတန်တွေကိုမှတ်မိသွားစေတာလည်းဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကုညီလမ်းလမ်းညွှန်မှုတွေထောက်ပံ့မှုတွေအားပေးမှုတွေလိုအပ်မယ်အဲအဲ့ဒါလည်းပဲနော်ဒီကုညီလမ်းညွှန်မှုတွေထောက်ပံ့မှုတွေအားပေးမှုတွေဆိုတာဟိုတကယ်တွေဟိုကျွန်တော်တို့ဒီလိုမျိုးပေါ့နော်အဲ စာဖတ်ခြင်း literacy development ဖြစ်ဖို့အတွက်ပေါ့နော်ကျတော်တို့နီးရရလုံးဆောင်ရမယ်လို့တည်းခက်ခဲတာမဟုတ်ဘူးအချိန်လေးတစ်ခုတော့ပေးရမယ်ပေါ့နော်ကျွန်တော်တို့ကိုယ့်ရဲ့ကလေးတွေကိုကျွန်တော်တို့ရဲ့ကလေးတွေကိုတူးတက်စေချင်တယ်ဒီစာဖတ်ဆွဲရည်မြင်မားစေချင်တယ်ဆိုရင်တော့အချိန်တစ်ခုတော့ပေးရမှာပေါ့နော် ကလေးကိုစာအုပ်ကြီးပေးထားပြီးတော့စာဖတ်ဆိုပြီးတော့ဟိုပစ်ထားလိုက်ဖို့တော့စမဟုတ်ဘူးကိုကြီးလမ်းညွှန်မှုပေးရမယ် အဲဘယ်စာအုပ်ကလေးကိုတော့ဘလူးလေးဖွင့်ရင်ပို့ပြီးတော့ကဖွင့်လို့ကောင်းတယ်အဲဘယ်အကြောင်းအရာလေးကတော့ပို့ပြီးတော့စိတ်ဝင်စားစရာကောင်းတယ်ဒါမျိုးလေးတွေပေါ့နော်သူတို့ကကူညီထောက်ထောက်ပံ့လမ်းညွှန်မှုတွေအားပေးမှုတွေလုပ်ရမယ်ကလေးစာဖတ်စုကလေးကိုစာဖတ်စုလွှတ်ထားမှာမဟုတ်ဘူးကလေးနဲ့အတူပေါ့နော်အနားမှာနေပြီးတော့အဲပေါ့နော်ကလေးလိုအပ်ချက်ကို ကူညီပေးရမယ်ထောက်ပံ့ပေးရမယ်အားပေးရမယ်ပေါ့နော်အဲအကြောင်းကျွန်တော်တို့ဖေဖေတို့မေတို့ဆိုရင်ကျွန်တော်တို့ကိုစာဖတ်စုပြီးတော့သူတို့က သူတို့ကအလွတ်မဲ့မနေဘူးပေါ့နော်စောင့်ကြည့်နေတယ်အဲစဖတ်အမဲ့ချိန်မှာစာကြည့်စွဲမှာရှိလားဆိုတော့အမြဲတမ်းပေါ့နော်သူတို့တွေဟွာဖြစ်တယ်ပေါ့နော်ဒါထောက်ပံ့အားပေးမှုတွေလှောက်ဆောင်နေပေါ့နော်အဲအဲ့အားတွေဟာလည်းတကယ်တော့လိုအပ်ပါတယ်ကလေးတွေအတွက်ဒါကြောင့်ကလေးတွေကိုဒါစဖတ်ဆိုပြီးတော့သူတို့ကိုစာကြည့်စွဲမှာထိုင်ပြီးတော့အလွတ်မိပါတော့ TV ကြည့်ခြင်းကြည့်မယ်အဲပေါ့နော်ဒါမှမဟုတ်ဖုန်းကြည့်ခြင်းကြည့်မယ် ကလေးကိုတော့စာဖတ်ဆိုပြီးတော့ပြောထားမယ်ဆိုရင်တော့ကျမတို့တွေရဲ့ literacy development နေဖြစ်ဖို့ဆိုတာအားကြီးအမြဲအများကြီးကိုအားနေသွားစီမှာပါအဲ့တော့ကြတော့ကျမတို့ဒီပေါ့နော် literacy development နေဖြစ်ဖို့အတွက်ပေါ့နော်အစာပြုစတက်မြမှုတွေဖွံ့ဖြိုးလာစေဖို့အတွက်လူကြီးမိပါတယ်အုတ်ထင်းသူတွေကလေးကိုပြုဆောင်ရှောက်နေတဲ့သူတွေကကုညီလန်းညွထောက်ပံ့မှုအားပေးမှုတွေလှူဆောင်ဖို့လိုအပ်ပါတယ်ရှင်အဲ့လိုပဲကျမတို့စပတ်ချင်းအစဉ်အသစ်ဖြစ်ဖို့မှာလည်း စက်တာလိုက်တဲ့စာဖတ်ချိန်နေရှိရမယ်ခုနလိုပေါ့ပုံလေးကိုကြည့်ပြီးတော့သူကသူရှက်ဆိုသွားတာမှတ်မိနေပြီလေဒါလေးကိုသူမှတ်မိနေပြီဆိုတော့သူတို့ကိုယ်တိုင်သူတို့ဖတ်တတ်ဖတ်နိုင်ဖတ်ရမယ်အဲ့လိုမျိုးလေးအချိန်လေးတစ်ခုပေးရမယ်နောက်တစ်ခါပုံမြင်စာအုပ်တွေစာရွက်တွေမက္ကာတွေခဲတံတွေဒါတွေကိုသူတို့ပေးထားရမှာသူတို့ကပုံမြင်လေးထဲမှာရှိတယ် ရုပ်ပုံလေးတွေကိုသူကစကလေးကိုပေးတဲ့စာအုပ်တရားကိုပဲဒီအသက်သုံးနှစ်ကနေ6နှစ်အတွင်းကလေးတွေကစာနေနေပုံပုံကြီးကြီးအဲဆလုံးကလည်းနည်းလဲနေရမယ်ဆလုံးလည်းကြီးရမယ်ပုံကလည်းပဲပုံများများနဲ့ပုံကြီးကြီးပေါ့နော်ဒါမျိုးတွေကိုပုံလေးတွေကိုမြင်တဲ့အခါမှာသူတို့ကအဲပေါ့နော်သူတို့စိတ်ဝင်စားတဲ့အကောင်လေးတွေစိတ်ဝင်စားတဲ့အကြောင်းအရာလေးတွေသူကူးဆွဲခြင်းတယ်အမျိုးရိုးပေါ်ဆိုင်ရည်တွေပေးထားရမယ်အဲ့လိုမျိုးရောင်းစုံခဲရလေးတွေပေးထားရမယ်သူတို့စိတ်ဝင်စားတဲ့ဒီခဲတံကို အဲကျမတို့ဝါလုံးကြီးကနေကြမှာခွာလုံးကိုခဲတံကိုဘလို့ gain အဲဒါမျိုးတွေပြောနေစရာမလိုတော့ဘူးပေါ့နော်သူတို့ဒီမှာကလေးကအဲပုံမြင်စာအုပ်တွေကိုပေးထားလိုက်ပြီဆိုပြီးတော့သူတို့စာရွက်တွေခဲတံနေမက်ကာတွေကပြထားရမယ်ကြိုက်တယ်လို့ချစ်မယ်ကြိုက်တယ်လို့ရေးမယ်ကြိုက်တယ်လို့ကြောင်မယ်ကြိုက်တယ်လို့ဆွဲမယ်သူတို့ဒါလက်ကိုကျမတို့ရဲ့လက်ကဲ define motor skill ဆိုရယ်ပေါ့နော်လက်မှာရှိရဲ့ကြွက်သားတွေကြွက်သားရှိကြွက်သားငယ်ရှိရဲ့ ီချက်သားကြီးချက်သားငယ်တွေကဗက်ဆုံဖွင့်ပြပြီးတန်မာလာမှကျွန်တော်တို့ကလေးတွေကစာရေးလက်ရေးလာမှာပါလက်ရေးလာတဲ့သူတွေဖြစ်မှာပါရှင်အဲ့တော့ဟိုလက်ရေးလာတကယ်တော့ good 21 century scheme မှာအရေးတော့မကြီးဘူးဒါပေမဲ့လို့လှစေခြင်းနဲ့ဆိုရင်လှစေခြင်းနဲ့ဆိုရင် ခုလိုမျိုးပေါ့နော်ပုံမြင်စာအုပ်တေရောစာရွက်တေရောခဲတံတေရောမကာတေရောသူ့ပြီးထားလိုက်ရမယ်ပြီးထားလိုက်ရင်သူဒီပုံမှာသူဆွဲမယ်အဲဆွဲပြီဆိုလို့ရှိရင်သူကစိတ်ဝင်စားတယ်ဒီစိတ်ဝင်စားတိတိကျကျပေါ့နော်စိတ်ဝင်စားလှုပ်ဆောင်ပြီလှုပ်ဆောင်တာဖြစ်တဲ့အတွက်ရုပ်ပုံတွေကိုသူတို့စိတ်ဝင်စားတယ်ဒီလိုမျိုးတွေရစ်ချရတာကိုသူတို့စိတ်ဝင်စားဒါဆိုရင်လက်ကလေးတွေကလက်မှာရှိနေတဲ့အဲကြက်သားလေးတွေကတန်မာလာမယ်ဒါဆိုရင်တို့စာရေးဖို့အတွက်တကယ်တန်မာတဲ့ကြက်သားတွေနဲ့ရေးမဲ့စာဟာစလုံးက စလုံးလေးတွေကဟိုပေါ့နော်သူပြည့်ပြည့်ဝဝနဲ့မမှန်ကန်ကန်နဲ့လှလှပပရေးနိုင်မှလည်းဖြစ်ပါလေရှင်ဒါကြောင့်ကလေးတွေကိုစာရွက်တွေမှတ်ကားတွေခဲရန်နေပေးထားမှာဖြစ်ပါတယ်အတွေ့အကြုံများများပေးရပါမယ်ကလေးကိုလက်တွေ့သူကိုယ်တိုင်လှူဆောင်နိုင်လို့ရမယ်အခွင့်အလမ်းတွေကိုအများကြီးပေးရမယ်တဲ့ ပေးကြရမှာဖြစ်ပါရဲ့သူတို့ကိုယ်တိုင်လက်တွေ့လှုပ်ဆောင်စီရမှာလည်းဖြစ်ပါရဲ့ဒါကြောင့်ဒီမှာဆိုရင် audio tape တွေရှိရဲ handphone တွေပေါ့နော်အဲကလေးတွေကိုခုနကအတန်အတွက်တွေပေါ့နော်ကျမတို့ jolly phonics မှာလည်းရှိရဲ osmo phonics တွေမှာလည်းရှိရဲအတန်အတွက်တွေကိုပေါ့နော်ထွက်ပြနေတဲ့ video file တွေရှိရဲ audio တွေရှိရဲပေါ့နော်အဲ့ဒီ audio တွေကို tape တွေကိုထက်ခါထက်ခါနားထောင်စေမင်းအဲထက်ခါထက်ခါနားထောင်မင်းအဲပြောလဲပြောပြမင်းပေါ့နော်ဒါမျိုးတွေနဲ့သူတို့တွေကို အဲသူတို့တွေရဲ့ဒီကအတန်အတွက်ဆိုင်ရာတွေကိုပေါ့နော်ပို့ပြီးတော့ကောက်လာအောင် လေ့ကျင့်ပေးလို့ရတာဖြစ်ပါလေရှင်။နောက်ပြီးတော့ printer rich environment ဖြစ်ရမယ်။သူတို့ကိုကျမတို့ပုံစာအုပ်တွေပေါ့နော်စာအုပ်တွေပေးရမယ်။ခုနလိုပဲကလေးနဲ့ line ဆိုင်တဲ့စာအုပ်ပေါ့နော်။ကလေးနဲ့လျော်ညီးတဲ့စာအုပ်တွေပုံစာအုပ်တွေမှလည်းပဲပုံတွေကကြည့်ရမယ်ပုံတွေများရမယ်စာနေရမယ်ပေါ့နော်။ဒါမျိုးတွေကိုပေးရမယ်။ စာအုပ်တွေစုပ်ပြဲသွားမှာမနှမျောအောင်ကလေးကိုစာအုပ်ပြဖတ်ခိုင်းရမယ်စာအုပ်ကိုပြခိုင်းခိုင်းရမယ်ဒါမှကျွန်တော်တို့ကြီးလာတဲ့အခါမှာလူကြီးမိဘအုပ်ထင်းသူတွေကစာကြည့်ပါလို့ပြောစရာမလိုတော့ဘဲနဲ့ဒီလိုမျိုးက pre-literate ပြတဲ့ pre-literacy state ပေါ့နော် early literacy state ကလေးအားလေ့ကျင့်ပေးခဲ့မယ်ဆိုရင် သူ့ဟာသူစာဖတ်တာကိုမွေးလျော်သွားပြီးတော့စာကြည့်ရမယ်ဆိုတာကိုသူ့ရဲ့အတိပင်ကိုအတိထဲမှာကိုပဲဆွဲမြဲသွားစေပြီးတော့ပေါ့နော်ဒါကလေးတွေကသူတို့ဖွင့်ပြရမယ်အကြောင်းအရာတွေကိုဖွင့်ပြလာပြီးတော့ဒီကစိတ် ပိုင်းဆိုင်ရာတွေအစားမှာပေါ့နော်ဖွံ့ဖြိုးလာမှာဖွံ့ဖြိုးလာစီမှာလည်းဖြစ်ပါတယ်။ဒါကြောင့်ကလေးတွေကိုစားအုပ်တွေနဲ့ထိတွေ့ခွင့်ပေးရမယ်။စားအုပ်တွေစုပ်သွားမှာကိုမကြောက်ဖဲနဲ့ပေါ့နော်။စားအုပ်တွေကိုများများကင်ခွင့်ပေးရမယ်။ဒါကြောင့်ကျွန်မရှေ့ပိုင်းမှာလည်းဆွေးနွေးသွားခဲ့တဲ့မှာပါတယ်။ကျွန်မဖခင်လုပ်တဲ့သူကကျွန်မမေမေဘိုက်ထဲကကျွန်မထွက်ကားစားရက်သမီးလေးပဲရှိသေးတယ်။ပြရချစ်သမီးလေးဖတ်ဖို့ဆိုရဲစားအုပ်ကိုဝယ်ပေးနေပြီ။ဒါစားအုပ်တွေကို ဒါကြောင့်ဘေဘေရဲ့စာအုပ်စင်မှာလေကျွန်တော်အမြင်နဲ့ဘေဘေကိုစာနောက်တက်တယ်ဘေဘေစာအုပ်စင်မှာဘာသာရေးစာအုပ်ကလွဲလို့ channel စာအုပ်အမျိုးအစားအကြောင်းရအများကြီးရှိရအာဘာသာရေးဟိုဘောနောသူစီဝိုင်းနဲ့ဆိုင်တဲ့အကြောင်းအရာတွေရောကျမကြီးနဲ့ဆိုင်တဲ့အကြောင်းအရာတွေရောနိုင်ငံရေးနဲ့ဆိုင်တဲ့အကြောင်းအရာတွေရောကျမတို့တုတ္တရတာစာပေတွေရောအကုန်လုံးရှိရအကုန်လုံးရှိရစာအုပ်စင်ကြီး၃စင်ကိုပဲစာအုပ်တွေဖျက်ရတဲ့စာအုပ်ကိုမျက်နှိုးတဲ့သူဆိုတော့လေစာအုပ်တွေကိုကျမတို့လည်းပေးဖတ်စီတယ် ့ဖက်ဖက်ခွင့်ပေးတယ်။အဲပေါ့နော်။ဒါပေမဲ့အိုက်စာအုပ်တရတော့နော်။ကျမတို့ဒါဒီလိုမျိုးစာအုပ်တွေနဲ့ထိတွေ့ခွင့်ပေးခြင်းအားလဲကလေးတွေကောင်းတယ်။ဒါနဲ့ကျမတို့လည်းငယ်စဉ်ကထိတွေ့ခွင့်ရခဲ့တယ်။ရန်ကြီးကိုတကယ်ကိုကျေးဇူးပါပေါ့နော်။တကယ်ကိုပဲဟိုအများကြီးအများကြီးကျေးဇူးတင်မှုကောင်းတယ်ပေါ့နော်ကျမတို့အတွက်ကိုစာအုပ်ကိုချစ်မြတ်လို့အောင်နေကျင်ပေးခဲ့ကြတာဆိုတော့လေအဲ့တော့ကျမတို့ရဲ့ကလေးတွေကိုလည်းအခုလိုပဲပေါ့နော်လူကြီးမိဘအောင်ထင်းတို့တွေသူတွေက printer rich environment ကြီးဖြစ်အောင်ဖန်တီးပေးရမယ်စာအုပ်တွေကိုဝယ်ရမယ်ပြီးတော့သူတို့ကိုဂိုင်တွေးထိတွေ့ဂိုင်တွေခွင့်နေပေးရမယ်အဲမိတ်ဆက်ပေးရမယ်ပေါ့နော်ဒါကြောင့်အခုဆိုရင်ကျွန်တော်တို့ကပ်ပြားတွေပါတဲ့လွှာတဲ့ကပ်ပြားဟိုစာအုပ်တွေဆိုရင် ပြဲလွယ်တယ်လေတော့အဲ ကပ်ပြားတွေနဲ့ကပ်ပြားတွေနဲ့လှုပ်ထားတဲ့စာအုပ်တွေကြတော့မပြဲလွယ်ဘူး။ဒါမျိုးရင်းနဲ့ပေးရမှာပေါ့နော်။ဒါတကယ်ဆိုကျွန်တော်တို့တကယ်စာအုပ်ကောင်းနေဆိုလို့ရင်သူကတကယ်စာရသားအစားမှာထူတယ်ထူထူလေးတွေတောင်းတောင်းနဲ့မဆုပ်လွယ်ဘူးပေါ့နော်။ဒါမျိုးစာအုပ်တွေနဲ့အဝိစာအုပ်တွေလည်းရှိနေပြီ။ဒါမျိုးရင်းနဲ့ကလေးတွေကိုမိတ်ဆက်ပေးရမယ်။ဒါကြောင့်ပေါ့နော်ကျွန်တော်တို့ဒီ စာဖတ်ခြင်းအစဉ်နှင်းဖြစ်အောင်ပေါ့နော်အဲစင်ရင်းစီပေါ့နော်ကျွန်မဆွေးနွေးသွားတယ်တို့တွေကိုအဲစာဖတ်ခြင်းနေတို့ကိုယ်တိုင်စာဖတ်စီရမယ်စာရွက်တွေဒီပုံမြင်ထဲမှာရှိရပုံလေးတွေကိုတို့ကူးဆွဲနိုင်မှုကူးပြီးတော့ဆွဲဖို့အတွက် ပေါ့နော်ပကြီဆွဲနိုင်မှုအတွက်စာရွက်တွေမှတ်ကားရေသူကြိုက်တယ်လို့ရေးချလိမ့်မယ်လေလေလုံနိုင်အောင်ပေါ့နော်နေချင်းပေးကြရမယ်နောက်တစ်ခါ audio tape တွေကိုတက်ကတက်ကတန်အတွက်အတန်ပိုင်းဆန်ရာတွေမှန်ကန်ပြီးတော့ပို့ပြီးတော့တိကျမှတ်မိလောက်နေချင်းပေးကြရမှာလည်းဖြစ်ပါလိမ့်ရှင် အဲ့လိုနဲ့နောက်ဆိုလို့ရှိရင်သကလုံးတွေကိုလက်ညှိုးညွတ်ပြပေးသကလုံးတွေကိုလက်ညှိုးနဲ့ညွတ်ပြပြီးတော့မှဖတ်ပြစီမယ်ပြီးရင်တို့ကိုယ်တိုင်လည်းဖတ်ခိုင်းမယ်လွယ်လွယ်ကူရိုးရှင်းတဲ့ပုံမြင်တွေကိုဖတ်ပြမယ်ပြောပြမယ်တို့ကိုလည်းပြန်လည်းပြောခိုင်းစီမယ်ပေါ့ right နေဒါတွေကို right ခါရနေကာယနေညီနေတဲ့သကလုံးတွေကိုတို့တွေတအားစနစ်သက်တယ်လေးဆိုခြင်းများတယ်နောက်တစ်ခါ illustration ဆိုရယ်ခုနကကျွန်မ ကျွန်မအများကြီးတော့ရှိတယ်ကျွန်မတည်ရည်ဆိုခုနကလူကစကလုံးတွေကိုပေါ့နော်အဲအစာစကလုံးတွေတူတာတွေပေါ့ဒါမျိုးတွေနဲ့ပေါ့နော်နောက်တကအတန်တွေပေါ့အတန်တွေမြမြထွက်တက်လာအောင်ပေါ့ခုနကလိုပဲအဲရှင်ဘောရှင်ပြေရှင်မွေးရှင်မလူပေါ့ဒါမျိုးတွေဖတ်ချင်းအတွက်အစင်းနေဖြစ်လာမှာဖြစ်ပါတယ်ရှင်ဒီလိုမျိုးအစင်းနေဖြစ်လာအောင်စိတ်ရှည်ရှည်နဲ့ကျွန်တော်တို့ဒီပုံမှန်လေးတွေလေ့ကျင့်ပေးသွားကြရမယ်ဆိုတဲ့အကြောင်းလေးကို ဆွေးနွေးပေးရင်ကျမရဲ့ရင်းနှီးဆွေးနွေးချက်ကလေးကိုအနီးကုန်ချုပ်ဝင်ပြပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်